တထုဒူဖော်ရေးလုပ်ငန်းတွေကြောင့်တဘာဝပတ်ဝန်းကျင်ပျက်စီးနေရတဲ့ပံပဲအောက်ရွာဆယ်စုနှစ်တခုတိုင်အောင်ရွာအနီးမှာတထုဒူဖော်ရေးလုပ်ငန်းတွေလုပ်ကင်ခဲ့တာကြောင့်တဘာဝပတ်ဝန်းကျင်ပျက်စီးကကျန်းမာရေးနဲ့လူမှုရေးဒုက္ခတွေခံစားနေရတဲ့ရွာလေးကတော့ပံပဲအောက်ရွာပဲဖြစ်ပါတယ် ဒီရွာလေးကရှမ်းပြည်နယ်အရှေ့ပိုင်းတာလီမြို့နယ်မှာရှိတဲ့ရွာတစ်ရွာဖြစ်ပြီး2015နှစ်ကစတင်ကဟိမြစ်တာနယ်မဟာတခွန်အမည်ရှိတဲ့တတ္ထုတူဖော်ရေးကုမ္ပဏီတွေရောက်ရှိတာတတ္ထုတူဖော်တာတွေကိုလုတ်ကင်ခဲ့ကြတာဒီနေ့ထိဖြစ်ပါတယ် လက်နက်ကင်အဖွဲ့အစည်းတွေအကောင်းနဲ့ပံမဲ့အောက်ရွာလေးမှာရွေးကောက်ခံ NLD အစိုးရလက်ထက်ထဲကပင်တတ်ထုတူဖို့ရေလောက်ကင်မှုဒေတာခန့်တွေရဲ့သဘောထားကိုမေးမြန်းအသိပေးတာမရှိခဲ့သလိုတတ်ထုလောက်ွက်နဲ့ဆက်ဆက်နေတဲ့လဲမြေဥယျာဉ်ချမ်းမြေတွေကိုငွေကြေးတစုံတရာမပေးဘဲတင်းယူလာကာလတံမှုမပေးဘဲအတင်းအထမဝယ်ယူလာတွေလုပ်ခဲ့ကြပါတယ်။အင်ဂျီ100ကျော်နဲ့လူဦးရေ600ကျော်နေထိုင်တဲ့ပံမဲ့အောက်ရွာဟာရေရင်မြစ်ပေါ်ကျွေးဝါတဲ့အလျောက်လေယာဉ်စိုက်ပျိုးရေးကိုအဓိကထားလောက်ကင်တဲ့ရွာတစ်ရွာဖြစ်ပါတယ်။